ဘစ်ကွိုင်းကဘယ်လိုရွှေ့ထက်ရှိရလဲဘလောက်စက်ကမှသာရွှေနဲ့ဘစ်ကွိုင်းကိုဒေါ်လာ100စီထည့်ထားမယ်ဆိုရင်ရွှေဝယ်ထားတဲ့ဒေါ်လာ100ကအခုဆိုလို့ရှိရင်ဒေါ်လာ250ဖြစ်နေပြီးတော့ဘစ်ကွိုင်းဝယ်ထားတဲ့ဒေါ်လာ100ကတော့ဒေါ်လာ8000လီပါဖြစ်နေမှာပါ2000ခုမှာ Bitcoin ရော Sri Yoga ဒေါ်လာ1080ဈေးတူပါတယ်။ဒါကအစပေါင်း38တောင်မှပုံမြင့်နေရပါ။ တော်ယုံကုမိသားစုဆွေမျိုးရဲ့ဘဲအရာကပိုအဖိုးတန်ဆောင်တဲ့မိတဲ့ဆိုလို့ရှိရင်ရွှေပဲဖြေကြမှာလေဒါပေမဲ့ပစ်ကွိုင်းချောင်းမဲ့တာမန်သူတွေကချီချီတက်ချမ်းသာလာပါတကယ်ရောပစ်ကွိုင်းကအဲ့စိတ်တန်ရလားဘာလို့အဲ့လောက်ဈေးတက်သွားရလဲဆိုတော့ကိုရှင်နီးနှုတ်နံပိုးစင်ဝင်ကြတဲ့သူတိုင်းဗီဒီယိုအစုံမှအခေရသွားစေပါလိမ့်မယ်။အရင်ဆုံးပစ်ကွိုင်း mining ဆိုတာဘာလဲဆိုတော့သိရပါမယ်။ပစ်ကွိုင်းကရွှေလိုပဲ mining လုပ်ရပါတယ်။ ဒါပေမဲ့ Bitcoin mining ကတော့ရွှေတူးတယ်လို့မဟုတ်ဖဲနဲ့ခက်ခဲတဲ့သင်္ချာပုံစံတွေတွေ့ပြရတာပါအဖြစ်မှမဟုတ် dual computer အားတွေသုံးပြီးတော့တူလို့ရပါတယ် Bitcoin စီခဏခဏတက်နေတာကသူ့ရဲ့အကန့်အသတ်ရှိတဲ့တူပေါ်နိုင်တဲ့ပမာဏ limited supply ကြောင့်ပါပဲရွှေမှလည်း limited supply ရှိတယ်ဆိုပေမဲ့သူကပင်လယ်အောက်နေပင်အောက်မှာလည်းထပ်ပြီးတော့အများကြီးရှိနေသေးတာမလို့အထင်ကြီးမသိရပါဘူး Bitcoin ကတော့နောက်ထပ်နှစ် သပေါင်းမှာလည်းသူတူးနိုင်တဲ့ပမာဏက20တန်းကွက်တီပါပဲ။နောက်နှစ်တရာကျော်ရဲ့အခ ါမှပိတ်ကွန်ကိုဆက်တူးနိုင်မှာမဟုတ်တော့ပါဘူး။ Tree ကတော့နှင့်100ကျော်လဲ200နိုင်ကြီးရှိလို့ပိတ်ကွန်ကပို့ပြီးတော့ဈေးများနေတာဖြစ်ပါတယ်။နောက်တစ်ခုကတော့ပိတ်ကွန် halving ဆိုတာပါပဲ။ BTC ကအရင်အတွက်20တသန်းပဲတူးနိုင်မှာဖြစ်တဲ့အပြင်ကိုသူက၄နှစ်တစ်ကြိမ်တူးနိုင်တဲ့ပမာဏကိုလည်းတဝက်စီရှော့ချလေးရှိပါတယ်။ဒါကို Bitcoin halving ဆိုပြီးတော့ခေါ်ပါတယ်။ဒီလိုလောက်တာက Bitcoin ကိုပို့ပို့ပို့ပြီးတော့ရှာသွားစီလို့ဈေးပုံမြင့်လာတာပါ။ဥပမာ2009ခုနှစ်တုန်းကတခါတူးလို့ရှိရင် င်ဘစ်ကွိုင်း90ရပါတယ်။သင်းနစ်ကြပြီးရော2012မှာတော့25 BTC ပဲရပါတယ်။အဲ့လိုမျိုးနောက်ထပ်သင်းနစ်တစ်ကြိမ်စီထပ်ဝက်လျှော့လိုက်တာအခု2024အကျော်မှာဆိုလို့ရှိရင်ဘလော့တစ်ခုဒူးနိုင်လို့ရှိရင်3.125 BTC လည်းရပါတော့ရယ်။ဘစ်ကွိုင်း having BB chain မှာဈေးခုန်မတက်ပေမဲ့ having လို့ပြီးရောနှစ်အကုန်နောက်နှစ်တွေမှာဈေးတက်တတ်ပါတယ်။ ဥပမာ2012တုန်းက having မတိုင်ခင်စီ12ဒေါ်လာဖြစ်ခဲ့ပါတယ်။ having လို့ပြောရတဲ့နှစ်မှာဘစ်ကွိုင်းတစ်ခုကိုဒေါ်လာ960ကျော်ဖြစ်သွားပါတယ်။ Tonydu 2016 having အပီတစ်နှစ်မှာဒေါ်လာ2500 2020 having အပီနောက်တစ်နှစ်မှာလည်းဒေါ်လာ9450ဖြစ်ခဲ့ပါတယ်။အခုလည်း2024 having ဘီလို2025မှာဘစ်ကွိုင်းတစ်ခုကိုဒေါ်လာ3000ကျော်ဖြစ်ခဲ့ရအောင်လည်းဒီမှာပါတကယ်ရောနောက်လေးနှစ်မှာဆက်တအောင်မလား။ ရစ်ပတိုသတင်းနေ live ဖတ်တတ်မယ်ဆိုလို့ရှိရင် Michelle Sela BlackRock အစရှိရဲ့တထီးရေးစီးပွားရေးလုပ်ငန်းတွေကလာတိုင်းလာတိုင်းကို Bitcoin ကိုထောလာတန်းချီဘီလီယံချီကိုဝယ်နေကြပါတယ်။ Bitcoin တူးနိုင်တဲ့ပမာဏ20တန်းရှိတဲ့အထက်အခုချိန်မှာ19တန်းကတူးပြီးသွားပါပြီ။နောက်နေ့တရအတွင်းမှာကျင်ခဲ့တဲ့2တန်းကျော်ကိုလုပြီးတော့ mining လုပ်ဝယ်စုနေကြတာပါ။ တဦးရဲ့အမြင်မဟုတ်ပဲနဲ့တကယ်ကိုချမ်းသာတဲ့ယင်းနှမြုံနယ်နဲ့ကုမ္ပဏီတွေကမယမကဝေစုနေကြတာဆိုတော့အစည်းပြန်ကြရင်တော့ပြန်ထိုးတက်အောင်မယ်လို့ယူဆပါရယ်။ဒါပေမဲ့တခုရှိတာကဒီလိုပြောလိုက်လို့အခုချက်ရှင်ရှိသမျှပတ်စံတွေအကောင်လုံးကိုဘစ်ကွိုင်းနဲ့ထည့်မပြဖို့ပါ။ဘလော့စဲဒေါ်လာ၈000ကျော်ပြီမဲ့နောက်နှစ်မှာဒေါ်လာ၄000ပြန်ဖြစ်သွားရဆိုလို့ရှိရင်အရှုံးမခံနိုင်မှာဆိုလို့ဖြစ်ပါရယ်။ရွှေနဲ့မတူတာကတော့ဘစ်ကွိုင်းခရစ်ပတိုကကျပြီဆိုလဲထောက်ဝက်မကကျတတ်ပါရယ်။ တက်တယ်ဆိုလို့ရှိရင်လည်းအစားရအများကြီးငယ်ပါတယ်။ဒါကြောင့် dollar cost averaging လို့ခေါ်တဲ့နည်းနည်းစီခွဲဝယ်ပြီးရောစုထားတဲ့အလေးချိန်လို့သိနေလို့အကြံပေးပါရစေ။ ခရစ်တိုမိတ်ဘက်ကဘယ်ခရစ်တိုတွေထည့်ပါဆိုပြီးတော့ယင်းနှိမ့်နံပါတ် financial advice လုံးဝမပေးပါဘူးအလုံး cryptocurrency ကြောင့်လည်းပုံတန်တော့ share လုပ်ပေးနေတာဖြစ်ပါတယ်ဒီလိုမျိုး cryptocurrency အကြောင်းကိုလေ့လာရတာတွေပုံစံဝင်ကြရဆိုလို့ရှိရင် crypto maker channel တွေကို like and follow လုပ်ထားပေးလို့ရပါတယ်အကယ်၍မသိတာရှိလို့ forum amazing solution နဲ့ crypto maker telegram group ကို join ပြီးတော့မေးလို့ရပါတယ် group calling ကို deposit အောင်မှချရပေးပါမယ်။အကယ်၍ကိုက Binance account ကို UU တန်တန် account မဟုတ်ဘဲနဲ့ trading fee 30% discount ရမယ်အပြင် crypto make ကနေပြီးတော့သီးတန်းလုပ်ပေးတဲ့ campaign တွေက reward တွေကိုလည်းရကျင်သေးတယ်ဆိုလို့ရှိရင်တော့အခုပြထားတဲ့ crypto make referral code နဲ့ Binance account ဖွင့်ထားဖို့လိုပါတယ်။အကယ်၍ကိုကဒီကုတ်သုံးပြီးတော့ Binance account မဖွင့်ခဲ့မိဘူးဆိုလို့ရှိရင်လည်းဘယ်လိုမျိုးလုပ်လို့ရလဲဆိုတော့ကို Telegram group ထဲမှာဖိတ်ပြပေးတာရှိရတဲ့အတွက်ကြောင့်မလို့ဝင်စီလို့ရပါတယ်။ဒီနေ့ video တွေကတော့ဒီလောက်ပါပဲ။အားလုံးပဲနောက် video မှာပြန်နေကြတော့ပေါ့။